အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အရန်ဆိုးသွမ်းတဲ့လူတရားကိုပြုပြင်ပြောင်းလဲလို့ရတဲ့ရည်ရည်လေးတစ်ခုနဲ့မြပေးမှာဖြစ်ပါတယ်ကျွန်တော်ခွန်မန်နေတောင်းတာတယ်ဆရာကြီးညီလေးရပြောမြဆိုမြပဲမူကြီးရန်ကားပြီးဖေမီတွေပြန်អော်ဆဲနေလို့ဟောညီမလေးရပြောမြဆိုမြပဲနဲ့အတော့ရန်ရိုင်းဆိုင်နေလို့အစပိဟောတားလေးရတော့အကျွန်တော်လေးပြောမြဆိုမြကိုထိမြန်သိမြလို့ဟောအစပိကျွန်တော်တူလီတူမတွေအဲ့လိုပုံနော်အိမ်မှာရှိတဲ့သားသမီးတွေခလေးတွေရ ြောမြန်ဆိုမြပဲသိုးသွန်းနေအခုပြောမရတဲ့အစီအလေးလုံးလို့ရတယ်အဲ့တော့ကိုကောင်လေးကပြောမြန်ရင်လည်းလုံးလို့ရတယ်ကိုကောင်မလေးကပြောမြန်ရင်လည်းလုံးလို့ရတယ်ကိုအမျိုးသားကိုရဲ့မျိုးသမားအရင်လိုမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့မွေးရန်ကားပြီးတော့ပြန်လဲပြီးပြန်ရိုက်နှက်နေလို့ငါကိုရဲ့အမျိုးသမီးကအရင်လိုပြောမြန်ဆိုမြပဲနဲ့အဲ့တော့ကျွန်တော်တို့ထိမ့်မြတ်သိမ့်မြတ်ဖြစ်နေလို့အစပြင်အဲ့လိုပုံတော့အကြောင်းမျိုးမျိုးတွေကြောင့်ကိုချစ်ကနေတဲ့ရတဲ့သူတွေပြုပြင်ပြောင်းလဲစေခြင်းနဲ့ကောင်းစေခြင်းနဲ့ဆိုလို့ရှိရင်အခုရတဲ့လေးလို့လုံးလို့ရပါပြီအဲ့တော့တကယ်ကတော့အခုလို့ အခုလိုပြုပြင်ပြောင်းလဲလို့ရတဲ့ရည်ရည်တွေအစီအရင်တွေကအများကြီးရှိတယ်တချို့အစီအရင်တွေကခိုက်တာမျိုးတွေရှိတယ်တချို့အစီအရင်တွေအဲ့ဒီလိုနယ်လမ်းမထူနိုင်တဲ့အစီအရင်မျိုးတွေရှိတယ်ဒါမှမဟုတ်အဲ့ဒါတွေတော့ဒီနေ့ပြမမဟုတ်ပါဘူးဒီနေ့မှာတော့သူလဲအစီအပြေကိုလဲအစီအပြေတူဝတူဝစေစနာတူဝမေတ္တာဆိုသလိုပဲ ကျွန်တော်တွေအဲ့ဒါလေးကိုပြေးมาဖြစ်ပါတယ်ဒီဟာလေးဒီဟာလေးလှုပ်ခြင်းအပြင်သူလည်းဘာမှမခိုက်ဘူးဘာမှလည်းမဖြစ်ဘူးကိုယ်လည်းဘာမှမဖြစ်ဘူးသူ့ကိုကောင်းစေခြင်းနဲ့စိတ်ဆင်တဲ့စိတ်ဆင်တဲ့အပြင်နဲ့လှုပ်တဲ့အတွက်ကြောင့်မလို့သူလည်းကြိုးရှိတယ်ကိုယ်လည်းကြိုးရှိပါတယ်ဗျအဲ့တော့တခုလို့ရှိတယ်လှုပ်မဲ့လူကတော့သူ့ကိုအမှန်တကယ်ကောင်းကောင်းစေခြင်းနဲ့လူအမှန်တကယ်ချစ်ခင်တဲ့လူအမှန်တကယ်စေတနာကောင်းတဲ့လူသူ့ပေါ်ကိုပြောင်းလဲစေခြင်းနဲ့စိတ်ဆင်တာပြည့်ရှိတဲ့လူကလှုပ်ပေးမှသာလေရမှာဖြစ်ပါတယ်အဲ့တော့တဘောတော့သူ့ကိုချစ်ခင်နေတဲ့စိတ်နဲ့ လုတ်ပြရမှာဖြစ်ပါတယ်မို့ဟုတ်ပြီဒါဒါဆိုရှင်အဲ့တော့သူ့ chicken နေတတ်တဲ့လူအဲ့တော့အဲရန်လူကြီးတွေပဲဖြစ်ဖြစ်ညီကောင်မောင်မပဲဖြစ်ဖြစ်အဲ့တော့သူ့ကောင်းစက်ချင်းနဲ့စီစဉ်တာအစိတ်ပြည့်နေလုတ်ပြရမှာဖြစ်ပါတယ်အဲ့တော့လုတ်မှလည်းရနှစ်ခုရှိပါတယ်အဲ့တော့ပထမတစ်ခုအရင်ပြပြပြမှာမပြပထမတစ်ခုကကျွန်တော်တို့အဲ့တော့ကြောက်ပင်တစ်ချက်လိုမယ်အိမ်မှာရှိတဲ့ကြောက်ပင်သုံးလို့ရတယ်ကြောက်ပင်တစ်ချက်အောက်မှာသူ့ရဲ့ဓာတ်ပုံထားမယ်သူ့ရဲ့ဓာတ်ပုံထားပြီးတော့အပေါ်မှာဖျောင်းတဲ့တိုင်းထုံးမယ်ဖျောင်းတိုင်းကိုတုတ်တုတ်လေးထုံးမယ်ဖျောင်းတိုင်းမှာလည်းတန်ချုံလေးနဲ့ရေးမယ် ။ဘာကြီးမလဲသူ့နာမည်နဲ့သူ့နေနံကိုရေးမယ်အရင်ထင်းစားမလို့ပါဘူးရေးတယ်ဆိုရင်ပြီးတော့ပါပဲ။အဲ့တော့ဘလို့ရေးမလဲ။မာကျော်ကြီးဆိုတဲ့ကျော်ကြီးတနင်းလာတာ။ဟောမောင်ပြပြလဲမောင်ဖြူကြတာပရိသတ်။အဲအဲ့လိုမျိုးရေးမယ်။ အဲ့တော့ရေးပြီးတာနဲ့ကျွန်တော်တို့ဖြောင်းနိုင်ထုံးမယ်အဲ့ထုံးမယ်ဆိုတော့ဖြောင်းနိုင်အဖြူတုတ်တုတ်လေးပေါ့နော်တုတ်တုတ်လေးဆိုပိုကောင်းတယ်အဲ့ဒါလေးကိုမနဲ့တစ်ချိန်ညနေတစ်ချိန်ထုံးမယ်ဖြောင်းနိုင်ရအရင်အကြီးပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြေတွေပါတော့သာရှိလို့လူလူစောက်တွေပါမရှိဆိုလို့ရှိရင်ခဏမီးမုတ်ထားပြီးပြန်လာမှဆက်ထုံးလို့ရတယ်တခုပဲဖြောင်းနိုင်ထုံးနေစဉ်တွင်လူတော့မြဲရှိနေရမယ်နော်အဲ့နောက်မှလူရှိဘူးတော့လိုတယ်အဲ့ဒါလေးထုံးမယ်အထုံးမီသူ့ရဲ့ဓာတ်ပုံရဲ့သူ့ဓာတ်ပုံရဲ့အနောက်ကျောင်းမှာလဲစာရေးရမှာပေါ့နော်ဥမာကြော်ကြီးတနန်သား လေးမာပါစေအဲတတော်မို့လေကြော်ကြီးတနေနာသာပြောစကားနားထောင်စေအဲတကယ်လို့သူ့ရဲ့အသက်သက်တိမှာဘောသူ့အသက်တိမှာဘောနော်သူ့အသက်တိသူ့တက်ပါရေးမယ်ကြော်ကြီးတနေနာသာ25နှစ်လေးမာစေပြောစကားနားထောင်စေဆိုပြီးဒါလေးကိုရေးလိုက်မယ်ဥမာမောင်ဖြူဆိုလို့ရှိရင်မောင်ဖြူကြသာပရိသာအသက်25နှစ်ပြောစကားနားထောင်စေလိမ်ပါစေအဲအဲ့ဒါမျိုးလေးတွေရေးမယ်သူ့တက်ပုံရဲ့အနောက်မှာဘယ်လိုခလေးခလေးမလေးဆိုလို့ရှိရင်မန်နီစနေသမီ ဟောအသက်25နှစ်ပြောစကားနားထောင်စီလိမ္မာစီဆိုပြရလေးကိုရေးပြီးတော့ကြောက်မြောက်မှာဖိထားလိုက်မယ်ဖိထားပြီးဆိုတော့ねဖြောင်းနှံဖြူတစ်တိုင်းထုံးမယ်ဖြောင်းနှံဖြူဖြူမှာလဲအဲ့တော့သူ့နာမည်နဲ့သူ့သူ့နိနံကိုရေးမယ်အဲ့တော့ရေးရေးပြီးတော့ထုံးထားလိုက်ရုံပါပဲအဲ့တော့ကျွန်တော်တို့ထုံးမယ်ဆိုတော့ဒီတော့ဒီတိုင်းရိုးထုံးလို့မရတော့ပါဘူးဇောက်ထုံးမှာဖြစ်ပါတယ်ဇောက်ထုံးမှာဖြစ်ပါတယ်ဇောက်ထိုးတော့ကျွန်တော်ဖင်ကခေါင်း ကျွန်တော်ဖင်မမိစာလေးထွက်အောင်လို့အသားလေးဖဲ့လိုက်ပေါ့နော်အသားလေးဓာလေးနဲ့ဖဲ့လိုက်ဖဲ့ပြီးတော့ဖင်မမိညီပြီးတော့ထုံးမှဖြစ်ပါတယ်ဘောင်းမြန်ဖြစ်ရင်ပြီးတော့ဗျာအဲ့တော့ဖျောင်းနိုင်ကိုဘောင်းမြန်ထုံးလိုက်ပါမယ်ဒါဆိုရင်တော့ပြီးပြီဒါကနံပါတ်1နံပါတ်2ကတော့သူ့ရဲ့အိမ်တစ်ထည်လိုပါမယ်သူအကြိုက်ဆုံးဖြစ်တဲ့အိမ်တစ်ထည် သူကြိုက်ဆုံးပြည့်တဲ့အိမ်တစ်ထည်ကိုယူပြီးတော့ကျွန်တော်ရေအိုးစင်အောက်တွေထားမှဖြစ်ပါတယ်ရေအိုးစင်အောက်တွေအဲကျွန်တော်ရေအိုးစင်မရှိတဲ့မိတ်ဆွေများလည်း water cooler ကျွန်တော်အပေါ်လေးပေါ့နော်တဘောတဘောတော့သူ့အေးစေချင်တာဗျအဲ့တော့ရေအိုးဖင်နေပါဆိုလို့ရှိရင်အေးတယ်လေအဲ့တော့အဲသူသူကြိုက်ဆုံးဖြစ်တဲ့အိမ်တစ်ထည်ကိုယူပြီးတော့ကျွန်တော်တွေကိုယ်အိမ်မှာရေအိုးစင်မရှိလဲပဲအဲ့တော့ရေအိုးစင်ရှိနေတဲ့နေရာအောက်ကိုသွားထည့်ပြီးတော့သွားထည့်ထားလိုက်ပေါ့ဗျာ ကျွန်တော်ကိုယ်အိမ်မှာရေစရှိနေကိုယ်ကိုယ်ရရေစအောက်ထက်ရေစမရှိပြကိုယ်ကကူလာပဲကိုယ်ကကျွန်တော်ဝါတာကူလာလေးရှိတယ်ဆိုလို့ရှိရင်ဝါတာကူလာပေါ်လေးဝါတာကူလာအောက်လေးတင်ထားလို့ရတယ်နော်ရေကျွန်တော်ရေဖုံးတို့ရေကွက်တို့အဲ့အောက်လေးမှာဖြင်းပိုကောင်းတယ်ဒါမှသူ့ကိုကျွန်တော် A A တက်တယ်ဖြင်းအောင်လို့ပေါ့နော်အိုကေဒါနံပါတ်နှစ်နံပါတ်၃ကကြတော့ကျွန်တော်တို့ကဒီဖះတောက်တော့ရေနေစင်ကတ်တယ်ဟုတ်အဲ့ဖះတောက်တော့ရေကိုကျွန်တော်စွန့်မယ် ဖျက်တော့ဆွတ်လိုက်တဲ့ကြောင့်ကျွန်တော်တို့ရေဖြစ်သွားပြီအဲဖျက်တော့တို့ရေကိုကျွန်တော်ယူယူပြီးတော့အဲရေလေးကင်ပြီးတော့တံမိုးတွေကတော့ကိုကောက်ယူမယ်တံမိုးတွေကတော့ကိုကောက်ယူပြီးတော့အဲ့ဒါလေးကိုကြိုက်တဲ့ရေခွင်းနဲ့ပြောင်းထည့်ပြီးသူ့တိုက်ပြရမှာဖြစ်ပါတယ်အဲရေလို့သူ့တိုက်လဲပေါ့နော်ဖျက်တော့တို့ရေဆွတ်မယ်တံမိုးတွေကတော့ကိုကောက်ယူမယ်ပြီးလို့ရှိရင်အဲရေကိုကြိုက်တဲ့ထဲထည့်တက်လို့ရတယ်ရေတခြားရေခွင်းနဲ့ထည့်ပြောင်းပြီးတော့သူ့တိုက်မှာဖြစ်ပါတယ် အဲ့ဒါလေးကိုလည်းနေ့စဉ်တိုက်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုနှစ်နှစ်ပတ်ပဲလုပ်ပါနှစ်ပတ်တွင်းမှာထူးခြားသိသာစွာပဲပြောစကားလေးနားထောင်မှလိမ္မာယဉ်ကြည်လာမယ်ပြီးတော့ကျွန်တော်တို့အဆင်ပြေလာမှာဖြစ်ပါတယ်အေးအားဆိုလို့ရှိရင်ဒါလေးပြီးတော့ပါပြီဒီဟာလေးကိုလုပ်ကြည့်ပါနံပါတ်2မှာပြုတ်ပြင်ပြောင်းလဲသွားပါလိမ့်မယ်ဗျအခဲခုံမနဲ့ရေတံမီနဲ့တောင်းထားတဲ့မိတ်ဆွေမျိုးတဲ့အမြောက်ပေးခြင်းဖြစ်ပါတယ်ဗျမိတ်ဆွေများလည်းဆင်မပြေတာတွေခက်ခဲတွေရှိရင်ခုံမမှာရေခဲမီခဲတောင်းခဲပေးလို့ရပါတယ်ဗျကျွန်တော်ခုလိုပဲပြန်မြောက်ပေးပါတယ်ကျွန်တော်မိတ်ဆွေခုနကတာသမီအားလုံးကို ထူပဲကျေးဇူးတင်ပါတယ်ဗျအစီအမေနဲ့ Line ဆက်ခွင့်နေပြီးအားပေးခဲ့ပါဦးခင်ဗျာ